ပတ်လည်းမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတ္တမတ္တမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကိုသူပြောမှာရှားနိပုပ်ပြီးအကရိတဝငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပ္ပစ္စမနုတ္တပတိအေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်နာပူပန်ရလိမ့်မယ်လှုပ်တဲ့နဲ့အချက်ဆက်ကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှင်နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြပဲအဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ကြမှာပေါ့ဒီလိုဆိုလို့ ဲ့တော့နောင်တစကားတွေဆိုတာဟိုဘုရားလုတ်တဲ့လူတွေမှသာ နောင်တစကားဆိုတာရှိတာလေဟုတ်တာလုတ်တဲ့လူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကပါပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ရှိဥစ္စာရှာရမှာနော်ပရှိဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပရှိဥစ္စာကိုရအောင် မရှာနိုင်လို့ရှိရင်ဝိသောဏီခက်ခဲလိမ့်မယ်အဲ့ဒီကြမှာပဲငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ္ပတိပစ္စည်းဥစ္စာဆိုတော့ရအောင်ရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါဘာလို့လဲပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရအောင်ရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါဒီဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရရသည်အကုန်သုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော် ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်ရဲမှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ မမန်းဆွဲဆိုရဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်မြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတာအဲ့ဒီတုန်းကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလာတယောက်ပါတယ်ဘမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလုတဲ့သူကဘမ လာမို့သူကခေါ်တာယူခေါ်တာမို့ခွေးကလာလို့ခေါ်တာသူ့လို့တမဟိုခွေးကလာလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စားတော့သွားကြပြီးဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလာနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားတာအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာ လောကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းတို့ရှင်လို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေပြီဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မရှိရှဲလို့တော့မ ုလူကအလုံသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာသနတနာပင်ဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုထာဏိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နတ်ပုပ်ပိဒနမေသိတံဣတိပစ္ဆာနုတ္တပတိငါငငယ်တော့ရာရတန်နဲ့ဖြုံးပစ်ခဲ့တယ်ငါငငယ်တော့နော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရပါတယ်စုတဲ့လူတွေကတထေဖြစ်ကုန်ပြီ तू ကတထေဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ် ဒါလူလောကမှာတကယ်လို့ရမယ့်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောက်ချောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေရင်နိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘုံမှာမိတည်ပြီးတော့နိဗ္ဗာန်ရောက်ချောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ချောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှာစွတ်စွတ်ဆောင်းဆောင်းထား မဟုတ်ရင်တက်ကြည့်လာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကအဲ့တော့လူဆိုတာဘဝတစ်ခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်ကိုယ်ကြည်တနာရှေ့မှာစူဆုံးထားမှာကိုယ်နောက်လက်ကြည့်နောက်စီမဖြစ်သင့်ဘူးကိုယ်မှာစူစူဆောင်းဆောင်းရှိနေရမယ်နောက်ခံနောက်တစ်ခုကပါတော့ဆိုစီးပွားရှာတယ်လို့ပဲ ညာလည်းကြိုးစားသင့်မလို့တယ်ဒုတိယအချက်ကတัจจရူပံပုရိတန်တံဘယသိပ္ပံနတ်သိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနော်ဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူး တကြည်ရင်လောက်မသိနိုင်ရရှိကောင်းတယ်နားကောင်းတယ်သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင်အတတ်ပညာကိုတောက်အောင်သင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်ရမယ်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတာအတတ်ပညာမရှိရင်သံဝေဝံကြောင်ခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တာလေးတခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသံဝေကြောင်ဝံကြောင်လုပ်လို့ရတယ် ဒါအတ္တပညာမတက်ဘူးဆိုလို့ရှိရင်သက်မွေဖို့ခက်တယ်။ဒါကြောင့်ဘုရားရှင်ခါမှပညာကြိုးစားရှာပါ။ပြုကြိုးစားသင်ပါ။မသင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်။သက်ကြီးမှတော့မင်းမသင်နိုင်တော့ဘူး။ရစီရလည်းမကောင်း။နားလည်းမကောင်း။သူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြ။ဘာမှလည်းပညာမတက်ဘူးဆိုပြီးသွားမှလည်းမခိုင်းတော့။အဲ့ဒါဒုတိယချက် အဲ့တော့လူလောကရောက်လာလို့ရှိရင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆိုနံပါတ်1မင်းစီပွားရှာစုစုဆောင်းဆောင်းထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုက်သူပြည်သားတွေနော်စီပွားဆောင်ရအောင်ရှာကြအတတ်ပညာတတ်တတ်အောင်သင်ထားကြကိုပညာနဲ့ကိုလှုပ်ရှားလို့ရဒီနှစ်ခု ေဟုတ်ပြီနောက်တတိယအနေနဲ့မပြောတော့ဆိုကုတဝေထီပုရိအာသိပိတုနောပိဋိမန္တိကောစန္ဒောသဖုသောသပိဣတိပစ္ဆဒုတပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီချိန်မှာယောသားဖြောင်းမှတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့ မယိုးသားတဲ့ဘုကဘာတော့ဆိုရင်ပတ်စံမရှိတော့သူကပတ်စံရှာတယ်။ဘာနဲ့ရှာတော့ဆိုကောက်ကျစ်ဆင်းလဲတဲ့ဤတွေနဲ့ရှာ။ဟိုလူဆရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။ဒီလူဆရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။နော်။လိမ့်လေလှည့်ပြားတယ်။ကုတဝေတီပုရိအသေ။ကောက်ကျစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်။ပတ်စံရှာရပြီးအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူး။အတုနဲ့ရှာ။လိမ့်လေပြီးတော့ပတ်စံရှာ။ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတည့်အောင်လှုပ်တာတော့ဘာတွေဒါတွေလဲလှုပ်တယ်ပိဋိမန်တိကောတဲ့သူများ ပိဋိမန်တိကဆိုတဲ့စကားလုံးကပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဩဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဩခေါ်ရရှိတယ်လေဩငှားတာပေါ့လူငှားပြီးတော့လောက်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုနောက်ကနေဗမာစကားကတော့နောက်ကြောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ဆိုပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကို စားသူလို့ဆိုအနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒောစာဖြူဒောစာပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်သက်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုံးတယ်ဆိုပြီးတော့တေခါနေ့ကျတော့စိတ်ပူပန်ရလိမ့်မယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုံးသင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာပြည့်ပြည့်စုံအခါမှာကောင်းကောင်းမွန်မွန်နေပဲနဲ့ပါဏာတိပါတိပုရိအာသိန်လှုပ်တော်စာပိအနာရိယဘူတနာနာပစာေတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်တော့ဆိုရင်တော့တရားဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော် စိတ်တက်ကကြမ်းတမ်းနဲ့ရဲဆက်တယ်အနာရီရော လူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတာနာနာပစာယိတ်တန်စာဘုသူ့မှာကိမဆိုင်ဘူးအကျဉ်းနာတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လှုပ်တာပဲဘုသူ့တတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှိရင် तू လုတ် तू လုတ်ရတဲ့ပုံမှာ तू ဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလို့တာကောင်းမှမကောင်းတော့เนาะမကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီးပွားရှာတဲ့ဤနှစ်ခုပဲเนาะအာဂတိလိုက်စားပြီးတော့စီးပွားရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီးပွားရှာတယ် နောက်သူများတဲ့တပ်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရဆက်တယ်ဘယ်သူ့ဘုံမှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးကိုဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘ ഹു သူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရာအာသေဝေဒံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာန်းပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူကနောင်ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြားတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြားတယ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာเนาะအဲသူတော်ဘာမယားမပြင်းမှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမယားမပြင်းမှားနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမယားမပြင်းမှားနဲ့ဆိုတဲ့ဒီဒီ Pada Panaripada Arinadana Kamitumbe Sasarawe. Ditunggu ku. Tak bila biara. No? Pau lain masa, ditunggu ku. Eri lu. Nampak tiga. Wujudin aku ngaya yang masyarakat aja. Nampak tiga. Adabnya tahu matengera aje. Nama tahu lingga apa rosai. ကိုချင်းတရားပြပြခဲ့တာ၏ပါဏာတိပါဒအရိဏဒါနကာမိတုမိဆာဆာရဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင်တာတွေကိုရှောင်းမယ်နောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန်တံမိအာနာပါဏိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမန္တရံပိတရံစာပိ စေနကံကတယောပနဘဟုတံတော့နဘောသိတံသဗ္ဗစ္စာမတုဣတိပစ္စာမတုတ္တပတိအမိဖေးတွေတဲ့ကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရင်တည်းငါအမိဖေးတွေမထောက်ပတ်ခဲ့ဘူးအမိလည်းတည်သွား၏ဖေးလည်းတည်သွား၏ငါဘာမှမလုပ်လုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပြုပန်ရတတ်တယ်တဲ့အဲ့ဒါငါအမိဖေးတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာနာတဗ္ဗကမ္မရတံဟရာပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမကြီးခင့်မမိပါဘူးကိုနေရကိုနေသားမှလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြိပစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယုံကြည်နေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိသီလဝန္တိဘောဓုတိနာပုပ္ပေနာပုပ္ပိပြိပိပြိယုပယိတံဣတိပိစာမနုတပတိအကျင့်ကောင်းတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘောဓုတ္တကျွမ်းဝါတဲ့သမဏပြမဏတွေ ဟုတ်လားတမနာပြမနာဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ငါတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ငါတွေကိုချင်းကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပါရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော် နောင်တပူပဟတာပဲဒါလဲငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့တာဓုဟောတိတပောစိန်တော့ တန်တော်စာပြုပါ၏တိတော်နာစာပုတ်ပြီးတပောစိန်တော်ဣတိပစ္ဆာဥဒ္ဒပတိအသက်ရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြုပ်ကိုအထောဥပမာဥပုသ္စောင်းရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တွေဥပုသ္စောင်းနေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော် ဲ့ဥပုသ်ဆောင်ခြင်းတရားထိုင်ခြင်းဆိုတော့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်ဒီကနေ့ကျတော့သူများတွေဥပုဆောင်တဲ့လူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲ